ဒီနေ့မှာတော့ Discord မှာအကောင့်ဘယ်လိုဖွင့်ရမလဲ Channel ဘယ်လို join ရမလဲဆိုတော့ပြပြပြီးမှဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ Discord ကိုထောင်းမှုဆိုရင် Play Store Astro ရဲ့ search bar မှာ Discord လို့ရိုက်ချလိုက်မယ်ဆိုရင် discord.play handout ဆိုပြီးတော့တွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီဟာကိုထောင်းလိုက်ထောင်းပြီးသွားပြီဆိုရင် open ဆိုအောင်နှိပ်ဒီနေရာမှာကျွန်တော်တို့အနေနဲ့ register ကိုနှိပ်နှိပ်ပြီးသွားရင်ဖုန်းနံပါတ်ဒါမှမဟုတ် email နဲ့ဖွင့်လို့ရမလို့ကျွန်တော်က email ဆိုတာကိုရွေးပြီးတော့ကိုယ့်ရဲ့ email ကိုထည့်ထည့်ပြီးသွားရင်ကိုယ်အသုံးပြုမဲ့နံပါတ်ကိုထည့် ထည့်ပြီးတော့ရင်နှိပ်ဆွဲကလပ်ကိုနှိပ်နှိပ်ပြီးတော့ရင်ကျွန်တော်တို့ရဲ့ password ကိုထည့်ဒီနေရာမှာ password ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့မွေတက်ကလေးကိုထည့်မွေတက်ကလေးကိုထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ခုလိုမျိုးတွေ့မြန်မှာဖြစ်ပြီးတော့အမှကျွန်တော်ခုပြတဲ့ and ပုံစံဆိုတာလေးနဲ့သူနဲ့ထပ်လုပ်ကြရတဲ့နေရာမှာချိန်ပေးလိုက်ပြီး verify ဆိုတာကိုနှိပ်အဲ့လိုမျိုးနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ discord အကောင့်ရလာမှာဖြစ်ပြီးတော့နောက်ထပ်တစ်ခုအနေနဲ့ discord မှာ channel ဘယ်လို join ရမလဲမသိဘူးဆိုရင်ကျွန်တော်ရဲ့ telegram channel ဖြစ်တဲ့ wodash game shop မှာ ကျွန်တော်ခုပြထားတဲ့ Discord link ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ Discord channel ကိုတက်ရောက်သွားမှာဖြစ်ပြီးတော့ asset invite ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ Discord channel ကိုရောက်သွားပြီဖြစ်ပါတယ်။အဲ့တော့ Discord channel လည်းရောက်ပြီဆိုတော့ Discord ရဲ့ team မှာခုလိုမျိုးလူများနေတဲ့အတွင်းဂိမ်းကြတခုတည်ရင်တာ level တင်ရင်တာပါညာရှိရင် team နဲ့ကို join ပြီးတော့ပြောလို့ရပါတယ်။အဲ့တော့ Discord account ကိုဘယ်လိုဖွင့်ရမလဲဆိုတာတိတိကျကျထင်ပါတယ်။အဲ့တော့အားလုံးပဲနောက်ပြန်ပြန်တွေ့ပါမယ်။အားလုံးပဲ bye bye ပါ